ပြောတော့ PDF တွေဒီတော်လှန်ရေးအစုတွေဘက်ကပန်းတစ်ပိတ်လုံမှန်မို့လို့ပြောထားလို့ဒီကောင်မှလည်းပန်းပန်လို့အကြက်ဖက်ဥပဒေညစ်တယ်ပေါ့အခုမင်းပြောတဲ့စကားကအဲ့ဒါဆိုရင်ငါမင်းပဲနော်တော်လှန်ရေးအစုတွေဘက်ကထမင်းစားကြပါလို့ပြောလို့ရှိရင်မင်းထမင်းမစားလည်းနိုင်မလားဟာတော်လှန်ရေးအစုတွေဘက်ကထမင်းစားကြပါထမင်းတစ်ပိတ်လုံတယ်ဟမ်ထမင်းအေးငါ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 လောက်ခိုင်းဦးမယ်ကြည့်နေနော် ဟေးယိုချစ်ပလေးတဲ့ကြမြအားလုံးပဲမင်္ဂလာပါဂျက်ဆူပရှင်ကနေပြလဲကျေးဇူးလိုက်ပါတယ်ခု just dance ပြီးမှသူတရင်လေးတွေကဒီနေ့ဂျွန်လ24ရက်နေ့ငနေပိုင်းတဲ့နောက်ဆုံးရရှိထားတဲ့တရင်သူတရင်ကောင်းလေးတွေရဲ့ပြီးတော့နောက်မှာကိုစင်မကြောင်စိုးကိုဆုံးပါလိုက်တဲ့ဗီဒီယိုလေးတွေလည်းသူကြည့်ရမှာဖြစ်ပါတယ်ဟုတ်ပြီထုံးစံတိုင်း just နဲ့သူဆုံးတင်လိုက်ပါကျေးဇူးပို့တဲ့ဖိတ်ခေါ်ပါတယ်ကြောက်ပြီတရင်လေးတွေလူရင်းသူနဲ့ ဖတ်ပြပါမယ်ပထမဆုံးသတင်းတပုတ်အနေနဲ့ကရင်ပြည်နယ်မြဝတီမြို့နယ်ထိုင်းမြန်မာနယ်ဆက်ရှိချစ်ကလပလဲစစ်စခန်းကိုကရင်တော်လိုင်းရေးသားများကတိမ့်ပိုက်ရရှိပြီးနောက်ထိုင်းဘက်တို့ထွက်ပြေးသွားသောစစ်သားများကိုလိုက်လံတိုက်ခိုက်ရှင်းလင်းရာစစ်သား၄ဦးအရှင်ဖမ်းစီရရှိထားကြောင်းသိရှိရပါတယ်ကောင်းမှကောင်းနော်ပြီးတော့နောက်မှာမန္တလေးတိုင်းမြင်းချင်မြို့နယ် မင်းနီကုံကြည်ရွာစခါမှာဇီဝဲထွက်လာတော့စစ်ကောင်စီတပ်သားများကိုကြားဖြတ်တိုက်ခိုက်ခဲ့ရစစ်တပ်ဖက်မှ၃အုံးမတာပေါ်တော့ကြောင်းမြင်းချံမြုပ်နေ zero ပျောက် जा တပ်ဖွဲ့တာဝန်ရှိသူတို့ကပြောဆိုလာတဲ့တဲ့ရင်လေးဖြစ်ပါတယ်ပြီးတော့စကိုင်းတိုင်းအရာတော်မြုပ်နေတွင်တိုက်ပွဲ၃ချိန်ဖြစ်ပြီးစစ်သားပြိုစော်ရီ၅အုံးဒီဆုံးကြောင်း danger force မုံရခိုင်ရင်ပါကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ကထုတ်ပြန်လိုက်တဲ့သတင်းပေါ့နော်ဇွန်လ16ရက်နေ့က အရာတော်မြို့နယ်ငွေတွင်ပြူရွာနှင့်မိသားရှိရာ အနည်း၌တစ်ကြိမ်ဇွန်လ20ရက်နေ့တွင်အရာတော်မြို့နယ်ငွေတွင်ပြူရွာအနည်းရှိအိုးကြာစီတရာဘီ၌တစ်ကြိမ်နှင့်အရာတော်မြို့ပေါ်ရှိရက်ကွက်အုတ်ချုပ်ရင်းမှုအိုးအောင်အားပိခရှင်လေမှုတစ်ကြိမ်လုံဆောင်ခဲ့ရစစ်သားပြူစော်ရီစုစုပေါင်းငါးအိုးမသားပေါ်တော့ပြီးဆယ်အိုးကျော်အပြင်းထန်တိုင်ရရရှိခဲ့တယ်လို့သိရှိရပါတယ်။ကောင်းမကောင်းပြီးတော့ နောက်မှာအကြံဖက်စစ်ကောင်းဆောင် main online နဲ့မိသားစုကမကြာသေးမီကဝယ်ယူထားသည့် Airbus 319XY ALK လေယာဉ်ဖြင့်ပြပခရီးစဉ်အဖြစ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထပ်မံထွက်မည်ဖြစ်ကြောင်းနေပြည်တော်စစ်ဖက်တရင်ရမိကထုတ်ပြန်လိုက်တဲ့သတင်းလေးဖြစ်ပါတယ်နော်။ကဲဆက်လက်ပြီးမှကိုစီမကြောင်စုကိုဆောင်းပါလိုက်တဲ့ဗီဒီယိုလေးကြည့်လိုက်ကြအောင်နော်။ပန်းပန်လို့ရှိရင်အကြံဖက်ဖြစ်တာကိုလက်ခံတာ။လက်မခံလည်းမရဘူးမြန်မာပြည်မှာကလက်ရှိအာဏာသိမ်းထားတဲ့အကြမ်းဖက်စစ်ကောင်စီဟာ ပန်းပန်နဲ့ဒူတော့မှအကျမ်းဖက်ဖြစ်တယ်ဆိုပြီးတော့သူတို့ရဲ့နော်ဘောမှကြော်စိုးဦးဒီမှာဘာပြောထားလဲဆိုတာကြည့်ပါဟွန်းလူကြတယ်ဟိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ဒါကတော့ကျွန်တော်တို့ဒီနေပြီးတော့တက်ကုန်းမြို့နယ်မြမတန်နယ်ရုံးမြင့်တန်ကြားဝန်ထမ်းအရာကဝန်ထမ်းအမျိုးသမီးတယောက်ဝန်ထမ်းအမျိုးသမီးတော့ပန်းတစ်ပိတ်မှာပါဝင်လို့ကျွန်တော်တို့ဖန်ဆီးခံရတဲ့အခြေအနေတွေရှိပါတယ်ကျွန်တော်တို့ဒီတဲ့နဲ့ပတ်သက်ရင်ကျွန်တော်တို့ရှေ့မှာရှေ့မှာကျွန်တော်တို့နေစဉ်ကျွန်တော်တို့တင်ပြခဲ့ပါတယ်အဲ့တော့ထို့ထူပါပဲကျွန်တော်တို့ဒီနိုင်ငံတော်နိုင်ငံပိုင်မီဒီယာတွေဖြစ်တဲ့ ။ MRTV ကလည်းထုတ်ပြန်တာပဲ။ညောက်တွေကလည်းထုတ်ပြန်တာပဲ။ပြီးရင်ကျွန်တော်တို့ဒီနိုင်ငံပိုင်းကျေးမုံမြမအလင်းကလည်းထုတ်ပြန်ပါတယ်။ပြီးရင်ကျွန်တော်တို့ဒါ e-version နဲ့ထုတ်တဲ့သတင်းစာတွေမှာလည်းထုတ်ပြန်ပါတယ်။ပြီးသွားရင်ကျွန်တော်တို့ဒါ Telegram တွေ social media platform တွေကနေလည်းပဲကျွန်တော်တို့ထုတ်ပြန်နေကြပါတယ်။အဲ့တော့ Telegram မှာလည်းကျွန်တော်တို့ထုတ်ပြန်ပါတယ်။အဲ့တော့ဒီပန်းတပိတ်မှာမပါဝင်ကြဖို့အတွက်တနည်းအားဖြင့်ဒီပန်းတပိတ်ဆိုတာတာမန်ကြည့်ရင်တော့တာမန်လို့ထင်ရတယ်။ခင်ဗျားတို့မေးပါဘော။ ပန်းတစ်ဖိတ်မှမပါဝင်ချဖို့အတွက်မင်းပြောသလိုဒီလက်ရှိနော်မင်းတို့အုပ်စုဘက်ကမင်းတို့အာနာတိတ်အကြံဖက်အုပ်စုဘက်ကထုတ်ပြန်တယ်ဆိုတော့မင်းတို့အာနာတိတ်အကြံဖက်အုပ်စုဘက်ကထုတ်ပြန်တဲ့အရာမှန်တယ်များကိုမှားမှားမှန်မှန်ပြည်သူကလိုက်နာမှာလားအဲ့ဒါလေးပဲဖြေပေးပါနော်မင်းတို့အာနာတိတ်နဲ့အကြံဖက်အုပ်စုမှာနော်မင်းတို့စစ်သားတွေကတော့ဟဲ့အောင်တော့စစ်မိတ်ကိုမေကိုလို့ဆိုမင်းတို့ပြေလို့မှာဟုတ်တယ်လေမင်းတို့ကစစ်မိတ်ဆိုဘာလို့ဖြစ်ဖြစ်လောက်ကလည်းပြောတာဟုတ်နော်အဲ့တော့ မင်းတို့အကျံဖက်အာနာတိုင်းအကျံဖက်အုပ်စုကဘာဖြစ်ဖြစ်ထုတ်ပြန်တဲ့အရာမှန်မှ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 န်မှန်တရားနီလန်ကြက်ကြက်မကြက်ကြက်ပြည်သူကလက်ခံပြီးတော့လိုက်နာပေးရမှာလားအဲ့ဒါဆိုလို့ရှိရင်မင်းတို့ကိုမေကိုလိုးပြလိုက်ဟုတ်တယ်လေအဲ့လိုမင်းတို့အရင်မင်းတို့အဲ့အဲ့လိုမျိုးဟုတ်တယ်ငါတို့ပြောတဲ့ဟာကိုလက်ခံမယ်လို့ပြောမယ်ဆိုရင်မင်းတို့အရင်ကိုမေကိုမရတော့ပြလိုက်အတိတ်ပဲမရှိတဲ့အရာကိုလှုပ်ခိုင်းမယ်ဆိုရင်ကိုကိုတိုင်ကအတိတ်ပဲမရှိတဲ့အရာကိုလက်ခံနိုင်လားဆိုတာဖြစ်ဖို့လိုအပ်တယ်နော်အဲ့တော့ ဆက်ပြောဆက်ပြောပါပြောပန်းသပိတ်လုပ်တယ်ဘာထူးမှာလဲဟုတ်တယ်မထူးထူးဟုတ်တယ်သို့တော်လည်းပဲဒါကဘာထူးလဲဆိုတော့ဒီလိုပန်းသပိတ်လုပ်ဖို့အတွက်ကကာယကံရှင်ကပန်းသပိတ်လုပ်ပေးပါလို့ပြောတာမဟုတ်ပါဘူးဒီလက်ရှိဒီအချမ်းပတ်ကိုကျူးလွန်နေတဲ့အချမ်းပတ်တွေအချမ်းပတ်အုပ်စုတွေဒီမှာအချမ်းပတ်ဘုံခါသုံးခါပြောရအောင်နော်တအားအချမ်းပတ်ဖြစ်ခိုင်းနေတာဒီဘက်ချမ်းဟာတနာဘူကောင်းတော့ကွာအာတိုင်းပြီးတော့မီးရှို့ဘုံကျဲလှုပ်ချင်တိုင်းလှုပ်နေတဲ့ကောင်တွေကအချမ်းပတ်အချမ်းပတ်စကားပါးစပ်ကမချမ်းကျူးလွန်အောင်နောက်ကနေပြီးတော့ဒီမြောက်တို့ပေကောလှုပ်သူတွေ ပံ့ပိုးသူတွေအကြမ်းဖက်အုပ်စုတွေကကိုစောက်ကွက်ကိုမှန်ကြည့်ပြန်ပြောနေတာကြပါလို့သူတို့ကလှုပ်ဆော်တာတာမန်ကိစ္စမဟုတ်ဗျအကြမ်းဖက်အုပ်စုတွေကလှုပ်ဆော်တာတတိယပြင်ကာကန်ရှင်ရတော့ဗျာအာကျွန်တော်မွေးနေ့အတွက်အကြမ်းဖက်အုပ်စုကလှုပ်ဆော်တာအကြမ်းဖက်အုပ်စုကလှုပ်ဆော်တာအကြမ်းဖက်ဆိုတာဘာသာကဆွဆွဲလို့မရဘူးကြော်ဆိုးဘူးဝဲတိလာဝက်လေးရဲ့ငါပြောတာနားလဲတာမင်းတို့ကြိုက်တဲ့လောက်ဆွဆွဲမင်းတို့ကြိုက်တဲ့လောက်အမြုပ်ထောင်းအော်အကြမ်းဖက်အကြမ်းဖက်ကြိုက်တဲ့လောက်အော်နော်အခုလောကမင်းတို့လုံနေတဲ့အလုပ်ကိုလေအကြမ်းဖက်နေတာမဟုတ်ဘူးလား ကပန်းလေးပန်ပြီးတော့မွေးနေစုတောင်းတဲ့လူတယောက်ကိုဖမ်းပြီးထောင်ကြတာအကျန်းဖက်တာမဟုတ်ဘူးလားဘာလက်နဲ့မှမရှိဘူးကွာကတော့ပဲစပါတရားပဲရှိတယ်အဲ့မိန်းမမှာဟမ်အဲ့ကောင်မလေးမအဲ့ဒီလိုမိန်းကလေးမျိုးအဲ့လိုဘာမှမရှိတဲ့မိန်းကလေးမျိုးကမွေးနေစုတောင်းပြီးပန်းလေးပန်တာကိုဖမ်းနေတဲ့ကောင်တွေကအကျန်းဖက်အကျန်းဖက်ပြောလို့ဆိုတော့မင်းတို့မချက်ဘူးလားအဲ့လောက်တော့မင်းတို့ကြောက်နေရပြီလားမင်းတို့ဘွားကအဲ့လောက်တော့ကြောက်ရတဲ့အဆင်ဖြစ်သွားတာဟမ်အကျန်းဖက်ကအကျန်းဖက်ကပြောနေတာ ဘယ်သူကအကျမ်းဖက်လဲဆိုတော့လှုပ်တဲ့လှုပ်ကလောလောဆယ်တော့ဘာအကြောင်းကိုပြောနေတာလဲမေးလိုက်လို့ရှိရင်ပန်းပန်လို့ဖမ်းပြီးထောင်ချတဲ့ကောင်တွေကအကျမ်းဖက်ကအကျမ်းဖက်ကဆိုတော့ဟောမင်းတို့ဟာဟမ်လောလောဆယ်ပန်းပန်လို့မိန်းကလေးတယောက်ဘာမှလက်နဲ့မရှိတဲ့မိန်းကလေးတယောက်အမေပေးတဲ့လက်တစ်ခွက်ပဲရှိတဲ့မိန်းကလေးတယောက်အဲ့ဒီမိန်းကမပြိုလေးက तू အားကိုချစ်ခင်တဲ့လေးစားတဲ့သူအတွက်မွေးနေ့ဆုတောင်းပေးတဲ့ပန်းလေးပန်တယ်အဲ့ဒါကိုလက်နဲ့ကြိုက်ထားတဲ့ကောင်တွေကဖမ်းဆီးပြီးတော့ ကျွန်တော်တို့ကအကြမ်းဖက်မဟုတ်အဲ့ပန်းပန်တဲ့ကောင်မှအကြမ်းဖက်လို့ပြောနေတာမင်းတို့ကြီးကမရှက်တတ်တာလားစောက်ရှက်တွေမရှိကြတာမင်းတို့အမေတွေမွေးတွေကရှက်ကြောနဲ့ချက်ကြောဖြတ်ထားခဲ့ရတာဟမ်အဲ့ဒါဆိုမင်းတို့ငါမေးမယ်ပါမင်းတို့ပြောတယ်ကွာ PDF တွေဒီတော်လှန်အင်အားစုတွေဘက်ကပန်းတစ်ပိတ်လုံမှမလို့ပြောထားလို့ဒီကောင်မလေးကပန်းပန်လို့အကြမ်းဖက်ဥပဒေနဲ့ညှိတယ်ပေါ့အခုမင်းပြောတဲ့စကားကအဲ့ဒါဆိုရင်ငါမေးမယ်နော်တော်လိုင်းအင်အားစုတွေဘက်ကထမင်းစားကြပါလို့ပြောလို့ရှိရင် မင်းထမင်းမစားလဲနေမလားဟာတော်လိုင်းအင်းအန်းစုတွေဘက်ကထမင်းစားကြမှာထမင်းတစ်ပိတ်လုပ်တယ်ဟမ်ထမင်းအေးငါ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 လောက်ခိုင်းအောင်မကြည့်နေတော့ထမင်းတစ်ပိတ်လို့ကြော်စုံထမင်းမစားဘဲနဲ့ခွန်ရဲနေမလားလို့อืมနေလားထမင်းစားတဲ့တစ်ပိတ်နော်ဒီနေ့စားပြီးငါလောက်တယ်ကွာကဲငါလည်းတော်လိုင်းဓမ္မတရားပဲနော်ထမင်းစားတဲ့တစ်ပိတ်ငါတို့တော်လိုင်းဘက်ကပြောလိုက်ပြီကဲကြော်စုံထမင်းလိုက်စားမလားမစားမှာကြည့်လားစားမလားမစားဘူးလား မင်းငါတို့တော်လိုင်းဘက်ကခမင်းစားလို့ပြောတဲ့အတွက်မင်းကနော်မင်းပြောသလိုအကျန်းဖက်နေတဲ့ပြောတဲ့စကားမလို့ခမင်းမစားတော့ဘူးကျွန်တော်ချီးရဲစားမယ်လို့မင်းအော်မလားအတိတ်ပဲရှိတဲ့စကားကိုပြောလေကွာမင်းတို့လူကမွေးတာမလားလူကမွေးဆိုလူစကားကိုပြောလူလောက်ကိုလောက်မင်းမဲ့လင်ပိုင်တဲ့တိုင်းပြည်မဟုတ်တိလာခွေးလုံးမှသားတယ်ငါပြောရမှာကောင်းဒေါ်ရထွက်တယ်ဟမ်ပေါ့ချက်မရှိဘူးမင်းတို့တွေကိုစီပြောဆိုတော့တကယ်အားရပါတယ်ကွာဟမ်သူကသူမိန်းကလေးတယောက်ပန်းပန်ပြီးတော့ဒေါအောင်ဆန်းစုကြည်မွေးနေစုတောင်းလီးဖြစ်ကောလား ငါပြောရင်မကောင်းဘူးอืมဒါကိုစောက်ချက်မရှိတဲ့ရုပ်နဲ့အကျမ်းဖက်တယ်အကျမ်းဖက်မင်းမယ်ကိုအကျမ်းမတက်ဖက်တာလားဟုတ်လားဟမ်မင်းတို့ကောင်းနေရလေငါဟိုတော်လှန်ရေးစကားစားငါမဆက်တတ်ဘူးနော်မဆက်တတ်ဘူးမဆဲတင်တာဆဲရင်ရှုံးလို့ဆိုပြီးတော့အခုကြာတော့မင်းတို့ကိုလေအရှုံးခံပြီးတော့ငါဆဲရအောင်ဖြစ်နေဘာဖြစ်လို့လဲပြောနေတဲ့ရုပ်ကိုတည်းအနားမှမရှိလို့ line ပေါ်ကပဲမင်းတို့ပြောလို့ရတယ်တိလားခက်ရိုင်းပြောရင် line ပေါ်ကမလီးနဲ့ထိုးလို့ရလို့နော် အပြင်မှာလာအနာကတွေ့မယ်ဆိုရင်မင်းတို့ကောင်မျိုးအရင်ကစောက်ပြီးအစိမ့်အချင်းရဲ့သူစားပိုက်မှာကောင်းပြောတာသိလားဒါတော့စောက်ကြက်တွေတုံးတဲ့ကောင်မျိုးတွေငါတို့တိုင်းပြီးပြမလိုအပ်ဘူးကွာတကယ်ပြောတာရှင်းရှင်းလေးပဲဘာလဲအိဗယ်မရှိတဲ့စကားကိုပြောကြီးအမှန်တရားကြီးကိုပြောင်းပြန်လုပ်ပြပြီးတော့လောကကြီးကိုစောက်ဖို့လုပ်ပြနေတာဟမ်မင်းတို့စောက်ချက်မရှိဘူးလားဘာမှလက်နဲ့မရှိတဲ့မိန်းကလေးတစ်ယောက်ကမွေးနဲ့ဆုတောင်းနဲ့ပန်းလေးပန်းတယ်ဒါကိုတော်လိုင်းဘက်ကလူတွေကပန်းတစ်ပိတ်လှုပ်ထားလို့နော် ဒီကအကျန်းဖက်ဥဒင်းနဲ့ညှိပါလေဆိုပြီးလက်နက်ကင်ထားတဲ့ယောက်ျားချင်းမကြီးကဖမ်းပြီးထောင်ချတယ်။ထောင်ချရုံနဲ့မဟုတ်ဘူးဒီကောင်မအကျန်းဖက်ပါလို့မင်းစောက်ရှင်းချင်းပေါ်တယ်။ဟမ်အဲ့လိုလုပ်ကြည့်ဆိုကဲအခုထမင်းစားတစ်ပိတ်ငါပြောလိုက်မယ်နော်တော်လှန်ရေးကိုထောက်ခံရင်ထမင်းစားကြပွားကဲမင်းတို့တွေထမင်းစားမလားချီးစားမလားငါကြည့်မြင်အားဆိုဟမ်ကဲလူစေလူတွေနေတဲ့တိုင်းပြီကွာလူတွေနေတဲ့တိုင်းပြီလူအတိုင်းဝိုင်းရှိတယ်လူကျင့်ဝတ်ရှိတယ်လူတိုက်ခါရှိတယ် နော်အဲ့တော့လူစကားပြောရတယ်လူလုံးလောက်ပါအခုလိုမျိုးလောကကြီးကိုဇောက်ထိုးပြောင်းပြန်ပြင်အောင်လူမပီတတ်တဲ့စိတ်ဓာတ်မျိုးနဲ့အောက်တန်းကျတဲ့စိတ်ဓာတ်မျိုးနဲ့ကိုယ်ပစက်ကပြောကျင်တိုင်းရှောက်ပြောလို့မရဘူးလူတိုင်းဝိုင်းထဲမှာအတိတ်ပဲရှိတဲ့စကားကိုပြောရကိုကလူတယောက်ဆိုရင်လူလောကထဲမှာအတိတ်ပဲရှိတဲ့စကားကိုပဲပြောရတယ်။ဘာစောက်ထိတ်ပဲမရှိတဲ့ဟာရှောက်ပြောပြီးတော့ဘာနိုင်ငံရေးနဲ့မင်းမင်းမီဒီယာလားဘာမီဒီယာလဲကိုမေကိုလိုးတဲ့မီဒီယာလားဟမ်ခွေသားစောက်ချက်မရှိမင်းကလေးတယောက်ကိုဖမ်းပြီးထောင်ချတဲ့အရာကို ပြောနေလိုက်တာအာဘော်အာရင်တန်တန်နဲ့စက်ချက်မရှိဟမ်မင်းတို့ကောင်တွေကတကယ်ကွာတကယ်ဒီတိုင်းညီတော့ကလေမင်းတို့နေဝင်ချေကိုငါကြည့်ရင်อืมအကောင်ကျလာဒီတော်နိုင်ပြီးတဲ့ချိန်မင်းတို့အဲ့လိုပောက်ပန်း40ဒီပြောတဲ့ဟာဟိုစနိုက်ပါစုဆိုတဲ့ဖာမတယောက်ရှိသေးတယ်နော်အဲ့လိုစကားကိုမဟုတ်တော့ဟုတ်လို့ပြီးတော့ရုပ်တည်နေပြောတာမင်းတို့တွေကအဲ့နေရာတော့ငါချီးကျူးပါတယ်တကယ်ပြောတာငါတို့အဲ့လိုလာကိုစီလာခမရအောင်တလားကိုပိန်းတရာပေးမယ်ပိန်းတထောင်ပေးမယ် အခုလိုမျိုးမဟုတ်တာကိုဟုတ်လို့ပြီးလူရှိမှရုပ်တီတီနဲ့ထွက်ပြောပြီးတော့ပြောငါမလုပ်ဘူးမယုံလားစမ်းသပ်ကြည့်လိုက်ကောင်အကောင်ပြောတာတနောက်တောင်လူတန်ဖို့မဲ့တဲ့အလုပ်ကွာမင်းမွေးခဲ့တဲ့မအေဖေတဲ့လူဟိုလူတိတ်ခံမဲ့ရကိုယ့်ရဲ့ကြံပေးခဲ့တဲ့မျိုးဆက်လဲလူတိတ်ခံမဲ့ရဟမ်စဉ်းစားကြည့်ပြောနေတဲ့ပုံကြီးစောက်ဖက်ကဟမ်ဝတ်လီးယုံနေမှာသူများမိန်းကလေးတယောက်ပန်းပန်တဲ့အရာကိုမတိလို့ရှိရင်အကျန်းဖက်ဥပဒေကိုလုံနေတယ်လို့ဒါလည်းမရှိဘူးဒုတ်လည်းမရှိဘူး ဒီတရင်ကိုတွေ့ရတဲ့ကျွန်တော်ဒေါ်လာထောင်းထောင်းထွက်နေတယ်နော်ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်လို့ရိုင်းလို့ရှိရင်တော့ sorry ပဲခက်တာကလေကျွန်တော်ဆဲရင်လည်းထွက်တည်းကစေတနာရှိတဲ့သူကကိုစီနေပြီဒီကောင်နေဖက်ပြီးမဆဲနဲ့လာပြောတယ်နော်ညတော့ကမင်းကင်းမောင်မြေဗီဒီယိုဖိုင်ကိုကျွန်တော်အန်ကယ်ရေခေါ်ပြီးတော့ရင်ရင်ကျိကျိပြောလိုက်တာကျွန်တော်ကိုနိုင်ငံအတိုင်းဝိုင်းတွေကဂူရုဟိုနိုင်ငံအတိုင်းဝိုင်းတွေကပါနော်သူလည်းဂူရုလို့ပြောလို့ရပါတယ်ဘာကိုထက်အတက်ကြီးတာ哦အဲ့ဒီကိုတယောက်ကလာပြီးရမ်းတယ်ကျွန်တော် ဒီလိုအောက်တန်းစားမျိုးတွေကိုမင်းကလာပြီးတော့အကိုတွေအကဲ့လိုက်ရင်ကျေးပြတယ်ဗါတယ်ထိုင်းမှနေလို့မင်းကရင်ကျေးတာလားလေပြောတာရှိရင်ပြောပြတာဟုတ်ခဲ့ပါကိုကြီးဟုတ်ခဲ့ပါပြန်တောင်းမှလိုက်ကြတယ်နော်ကျွန်တော်ပြောရတယ်အဲ့လိုပဲဖြစ်ချင်တော့ရိုင်းတယ်ကျွန်တော်ကဒါကပွင့်ရင်ပြောရင်ကျွန်တော်ရိုင်းတယ်ကျွန်တော်တော်တာပါနော်ဂျွဲနွားနဲ့အဲနွားနဲ့လည်းအလုပ်လုပ်ဘူးလေอืมနော်ဒါပေမဲ့ကျွန်တော်ကလက်တွေ့ကြတဲ့လောကကိုပိုနှစ်တက်တယ်ဆဲရတာကလက်တွေ့မကြဘူးတိတိကျကျစဉ်းစားလိုက်မယ်ဆိုဆဲရတာက ဘာသာရေးရကြည့်မယ်ဆိုလဲကိုရှုံးတယ်လူမွေးရကြည့်မယ်ဆိုလဲကျွန်တော်တို့ကောင်းကောင်းမွန်မွန်စကားပြောနေတဲ့ယုတ်နဲ့ဒေါ်လာထွက်ပြီးငါဟဲ့လူဟဲ့တုံနေတဲ့ယုတ်ဘယ်ဟာကြည့်လို့ကောင်းလဲဟုတ်တယ်မလားအဲ့တော့ဆဲတာရှုံးတယ်နောက်တစ်ခုကကိုနောင်လာနောင်လာခစ်လူငယ်တွေကိုဗီဒီယိုကြည့်တဲ့လူတွေရှိရင်ရှိမယ်အဲ့တစ်ခါတလေဆဲလိုက်လေဆိုတော့လူကတော့ပုရုဇဉ်ကတော့မပြောလို့မအများကြီးတစေကြီးဓာကြီးကိုဆဲဆိုပြီးပြောနေလို့ဆိုတာလေကိုအနေနဲ့ဟုတ်တယ်မလားကိုအားပေးတဲ့ပြည့်တဲ့ရှိတဲ့လူတယောက်က ပိတ်တဲ့၁၀ယောက်ပဲအာပပိအယောက်တရာပဲအာပပိအဲ့ဒီပိတ်တဲ့ပုံမှာကိုကအစိတ်မခတ်မိဘူးလို့အဲ့ဒါကြောင့်မလို့တောင်းတော့ဟောင်းကျွန်တော်မဆဲနော်မဆဲတတ်လို့မဟုတ်ရင်ကြီးလို့မဟုတ်အဲရိုင်းကြတာပေါ့လောကမှာရိုင်းဆိုင်တဲ့အလုပ်လို့လူများကိုစောက်ပြစ်ပြောတဲ့အလုပ်လို့အရန်လွယ်တယ်အဲ့ဒါဖြစ်လို့ကျွန်တော်အများပြောတယ်လူများကိုစောက်ပြစ်ထိုင်ပြောနေတဲ့ကောင်တွေကိုအထင်မကြီးနဲ့နော်အထင်မကြီးနဲ့ဒါပေမဲ့တခုရှိတယ်အပြစ်ပြောနေတဲ့ကောင်တွေဟာကိုနေ့ကပြောကောင်းစေခြင်းလို့ပြောတာဟုတ်တယ်မလားအပြစ်သဘောဆောင်ပြီးထောက်ပြတဲ့အပြစ်ပြောရတော့မှအပြစ်သဘောဆောင်ပြီးပြောတာလား ဟုတ်တယ်မလားဒါတို့ကျွန်တော်တို့ခွဲခြားသိဖို့လိုအပ်တယ်နော်မကြီးကြော်စိုးဆက်နားထောင်ကြည့်အဆူတောင်းပေးကြပါလုပ်ပေးပါဒါပြဿနာမရှိဘူးကာကယ်ရှင်ကအပြင်ဘက်ရောက်လာလို့ကာကယ်ရှင်တောင်းဆိုပြဿနာမရှိဘူးဒါကဒီအကြမ်းဖက်အုပ်စုတွေကဒီပြည်တွင်းမှာမငြိမ်မသက်ဖြစ်အောင်အများနဲ့ကျွန်တော်တို့ဒီဟာနဲ့ပတ်သက်ပြီးတော့စစ်စမ်းမဖြစ်လှုပ်ရှားနိုင်အောင်လုပ်တာအဲ့ဒီပြည်တွင်းမှာမငြိမ်မသက်ဖြစ်အောင်ဆိုတော့ချင်းချင်းပြောရရင်တော့သူတို့ပြောတဲ့အကုန်နာခံသူတို့ခိုင်းတဲ့မြတ်လုပ်မှမမှမှခံမပြောနဲ့ဟမ်ပြည်တွင်းမှာလုံးဝနော်ဟို မှားမှားတယ်လို့တော့ပြောခွင့်မရှိအဲ့လိုပေါ့อืมมาအဲ့အချို့ဒီမန္တလေးမှာဆိုရင်လည်းပဲဒါဒီလှုပ်ရှားမှုတွေမှာပါဝင်တဲ့အချို့အချို့ကျွန်တော်တို့ထိန်းသိမ်းချင်းခံခဲ့ရတယ်အပြင်ကျွန်တော်အခြားသောနေရာမှာလည်းရှိတယ်အဲ့ဒါဒီနေ့မှာတော့ကျွန်တော်အများကြီးတော့ကျွန်တော်မတွေ့ရဘူးမတွေ့ရဘူးနည်းနည်းလေးပဲတွေ့ရတယ်နည်းနည်းလေးပဲကျွန်တော်လူကြီးနေပါတယ်ကျွန်တော်တို့ဒီမန္တလေးဒေသကြီးမှာဆိုရင်ဒီမန္တလေးမြို့ပေါ်မှာဆိုရင်တော့ကျွန်တော်တက်ရောက်တော့ပဲတွေ့ရတယ်တယောက်နှစ်ယောက်ပေါ့ကျွန်တော်တလောက်ပဲတွေ့ရတယ်ရန်ကုန်မှာလည်းကျွန်တော်တို့မတွေ့ရဘူးမတွေ့ရှိမဟုတ်ကြော်စုံမင်းအဲ့ဒါကြီးပြောနေတာဗျာမင်းတို့ ပြည်တွင်းထဲမှာဒေါအောင်ဆန်းစုကြည်မွေးနေ့ကိုလှုပ်မယ်လို့လှုပ်ခွင့်ရှိတာလားအဲ့ဒါခက်ပြောလေကွာလှုပ်ခွင့်ပေးထားရတဲ့တန်းနေနော်မလှုပ်ကြဘူးဆိုရင်တော့ဒါဟာလူထုထောက်ခံမှုမရှိတာမင်းတို့အတီဆုံးလေကွာဟွန်းကြောင်လင်းကြောင်စားတော့ဒီကောင်ကျွန်တော်ယွန်းတာအဲ့ဒါအမှန်တရားရုပ်ဖုံးပွဲပြစ်ပြီးတော့ပောက်ပန်း၄၀တို့လိုချင်တဲ့ဝါဒကိုမှိုင်းတိုက်တာဒါမတိလို့ရှိရင်အေးဟုတ်တယ်ဒေါအောင်ဆန်းစုကြည်ကိုမွေးနေ့မထောက်နိုင်ကြဘူးကွာလုတ်ခွင့်မှမရှိတာဘလို့လုတ်မလဲလုတ်တဲ့ကောင်ဖမ်းခံထိတယ်လေအခုပန်းလေးတစ်ပွင့်ပန်းပန်ပြီးတော့ဖေးဘုတ်ပေါ်မှာအမေစု ကျမ်းမာပါစေနော်ချစ်တဲ့သူနဲ့ကိုယ်ကွင်းနဲ့ဒုက္ခနဲ့ကင်းဝေးပါစေဒါလေးစုတောင်းစာလေးရင်းမိတာအခုတူပြောနေတဲ့အမျိုးသမီးကအဲ့ဒါကိုလာဖမ်းသွားတာအဲ့ဒါတော့မှဟိုအမျိုးသမီးကဖမ်းမဲ့စီးမဲ့လို့တော့သူတင်တဲ့ပို့လေးကိုဖျက်ချပလိုက်တာဒီလေဖျက်ချတာတော့မရအောင်လာဖမ်းတာအခုကြည့်ညာဘုံမန်းလောက်တာမတွေ့ဘူးလေမန်းတလေးမှလောက်တာမတွေ့ဘူးလုံးလုံးမှမရတာဟာလောက်ရင်လာတက်တက်မှလေဟမ်ဟမ်မင်းတို့လောက်ခွင့်ပေးလိုက်ရင်တက်တက်ရှိလို့ရှင်ဟာဒုက္ခပါပဲကွာဒီကောင်လေးဘာ မချက်တာမဟုတ်ကျွန်တော်တကယ်တကယ်ဖျားသူပဲကျွန်တော်တကယ်အာဟောတယ်ကျွန်တော်အောင်းမြတ်ဒီကောင်လေး तू အခုအဲ့ဒီစကားတွေကိုရုပ်နေတယ်ရန်ကုန်မှလည်းမတွေ့ဘူးလို့တော့မန္တလေးမှလည်းမတွေ့ဘူးအဲ့လိုပြောတဲ့အချိန်မှာကျွန်တော်သွေးသလိုပေါ့လောက်ခွင့်မပေးထားနဲ့မလောက်ကလို့ခမ်းမဟောင်းမလောက်လို့ပြောရတာငါဘယ်လိုလုပ်လို့မတွေ့ဘူးလားမသိဘူးနော်ဒီလားတယောက်တော့လို့ရှိတယ်အဲ့တော့ထူးထူးခြားခြားအနေနဲ့ကျွန်တော်တို့ထူးထူးခြားနေပြီးတော့မှထပ်တွေ့ရတာပေါ့နေပြီးတော့မှထပ်တွေ့ရတယ်နေပြီးတော့မှထပ်တွေ့ရတဲ့အခါကျတော့လေကျွန်တော်တို့ညာဒီနိုင်ငံပိုင်မီဒီယာတွေကျွန်တော်တို့ဒီ TV ကြည့်တဲ့အခါမှာဒီကျွန်တော်တို့ဒီဖုန်းကလေကျွန်တော်ဘာဘာလဲမချင်ညာပါဘူးတောက်လျှောက်ဖတ်တဲ့အခါမှာ တွေ့ရတာကျွန်တော်မျက်လုံးပြူပါတယ်ဘယ်ရလဲကွာကျွန်တော်ကြည့်လိုက်တယ်ဟာကြည့်လိုက်တော့ဟာဒီလိုဖြစ်နေတာကျွန်တော်အံ့ဩပါတယ်ဘာကြောင့်လဲဆိုတော့ဒါဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နိုင်ငံမီဒီယာလည်းမီဒီယာလည်းထုတ်ပြန်တယ်ပြီးကျွန်တော်တို့ဒီ social platform တွေလည်းထုတ်ပြန်တယ်တောက်လျှောက်ဒီကိစ္စကိုမမြင်ကြတော့အကြောင်းမရှိပါဘူးအဲ့တော့သတင်းဖြစ်စဉ်ကိုတင်ပြပါမယ်မမြင်ရအကြောင်းပြောမြင်တယ်လေမင်းတို့စဉ်းစားပေါ့ MRTV ဝန်ထမ်းတယောက်ဆိုတာဖြစ်ပြနေတဲ့ဒီတိုင်းပြည်ရဲ့နိုင်ငံချင်းတွေကိုမတိစေမတိတဲ့တော်တူမှမဟုတ်ဘူးလေအဲ့လိုလူမျိုးတော်မှမခံနိုင်လို့ဒီ MO အတွက် သူမွေးနေထွက်ပြီးစုတောင်းတာသူတို့ရင်ထဲမှာဘလောက်ဖြစ်နေလဲစဉ်းစားကြည့်မင်းတို့ဘလောက်ပဲဖိနေဖိနေဘလောက်ပဲချုပ်ချေချုပ်ချေမရဘူးဆိုတဲ့ပြတ်ရုပ်ကိုအဲ့ဒီမျိုးသမီးပြသွားတာနော်တကယ်တော့ဒီပွဲမှာရှုံးသွားတာအဲ့ဒီမျိုးသမီးမဟုတ်မင်းတို့အဲ့ဒီမျိုးသမီးကိုဖမ်းပြီးထောင်ချလိုက်မှာဖမ်းပြီးတပ်လိုက်မှာထောင်ချလိုက်အဲ့ဒီမျိုးသမီးထောင်ချသွားလိုက်မယ်မင်းတို့တပ်လိုက်အဲ့ဒီမျိုးသမီးပြေသွားလိုက်ဒါပေမဲ့လောကမှာတန်ဖိုးအားဖြင့်ရှုံးသွားတာအဲ့ဒီမျိုးသမီးမဟုတ်မင်းတို့နော်အဲ့ဒါကြည့် ဖြစ်စဉ်ကိုဖတ်ပြမနေနဲ့ဒါပဲဖြစ်စဉ်အကုန်နားလဲနော်ရှင်းရှင်းလေးဟုတ်လား MRTV မျိုးတမီတယောက်ကအမေစုမွေးနေ့ကိုစုတောင်းစာလေးရေးပြီးတော့အမေစုကျမ်းပါပါလေချစ်တဲ့သူနဲ့ကိုယ်ကွင်းရချင်းဆင်းရဲမှဂင်းဝေးပါစေစတဲ့ဒါလေးကိုစုတောင်းလိုက်တာပို့လေးတင်လိုက်တယ်ပြီးတော့သူပန်းပန်ထားတဲ့ပုံလေးကို Facebook မှာတင်လိုက်တယ်အဲ့ဒါကိုအကျန်းဖက်ပိုက်ဥပဒေတွေမြောက်များစွာလေးနဲ့လာဖွင့်ပြီးတော့မင်းတို့စစ်တပ်နဲ့ရဲတွေကလက်နက်တွေကင်ပြီးလာဖမ်းသွားတာအင်းဒါပဲဟုတ်တယ်နော်ဘောမဆိုတာနော် ဲ့တော့ကျွန်တော်ဆဲတာနည်းလေးတာဗျာอืมဟမ်ကျွန်တော်ပြောသလိုအဝေးရမို့လို့လှမ်းဆဲရို့ဆဲလို့ရတို့မျက်နှာချင်းရိုက်စကားပြောဆိုအရေကုန်ဆုတ်ပြီးကျွန်တော်ချင်ရဲနဲ့သူစားလိုက်ပြီအကောင်းပြောတာနော်တကယ်တကယ်ဒီလိုកောင်မျိုးတွေတက်တီသုံးလူလောကအတွက်လူပတ်ဝန်းကျင်ဆိုတာလူအတိုင်းဝိုင်းဆိုတာခုနကပြောသလိုဗျာတရဝါထဲမှာလူတွေဆိုတာကအတိညာအမြင့်ဆုံးအကောင်းအဆိုးအကြောင်းအကျိုးအမှားအမှန်ဝေဖန်ခွဲခြားနိုင်လို့လူဆိုပြီးတော့တရဝါထဲမှာအမြင့်ဆုံးမှရောက်နေတာကျွန်တော်တို့က နော်အဲ့တော့ကောင်းတာတယ်စိုးတာတယ်မှားတာတယ်မှန်တာတွေကိုကျွန်တော်တို့ကခွဲခြားပြီးတော့မတိတဲ့သူတောင်တိအောင်ပြောရမှာဟာမှားတာကြီးကိုမှန်ပါတယ်စိုးတာကြီးကိုကောင်းပါတယ်လုပ်ပြီးတော့လူအတိုင်းဝိုင်းကိုအစိတ်တွေခတ်နေတဲ့လူမျိုးကလောကမှာမရှိတင်ဘူးကျွန်တော်ပြောတာမှားတာအဲ့လိုလုပ်ရမျိုးကျွန်တော်လုပ်တဲ့ခင်ဗျားတို့ကျွန်တော်ရတဲ့နည်းနဲ့တုတ်တင်လိုက်ပါကျွန်တော်ဟန်မူရာပြီကိုရဦးတွေအရန်ချိုက်တယ်နော်ကျွန်တော်ပြောတာရှင်းရှင်းလေးကျွန်တော်တူပဲကျွန်တော်ပြောတာမဟုတ်ဘူးနော်တူမှမဟုတ်ဘူးအဲ့ဒါလို့လောကကိုအစိတ်ခတ်နေတဲ့ လုံရမျိုးကိုလုံတဲ့ဒူတိုင်းဘယ်ဒူဖြစ်ဖြစ်လောကမှာမထားပါနဲ့ကိုပတ်ဝန်းကျင်မှာဆိုလည်းမထားပါနဲ့ကိုအတိုင်းဝဲမှာဆိုလည်းမထားပါနဲ့နော်အကယ်၍သူတို့ဘုံကိုပတ်ဝန်းကျင်မှာမထားလို့မရအောင်ဆိုတဲ့အဲ့ဒီပတ်ဝန်းကျင်မှာကိုမနေပါနဲ့နော်အဲ့ဒီပတ်ဝန်းကျင်မျိုးကိုလည်းရအောင်လှန်ထုတ်တဲ့လှန်ထုတ်ပါအဲ့ဒီလုံရမျိုးဒီကောင်လုံးမှမဟုတ်ဘူးလောကမှာငါကျွန်တော်ပြောခဲ့ပြီကျွန်တော်ကိုယ်တိုင်လှုပ်လဲကျွန်တော်မထားပါနဲ့ဘာဖြစ်လို့လဲမထားကောင်းလို့ မလုတ်ကောင်းဘူးမပြောကောင်းဘူးဆိုတဲ့စကားတွေကမြန်မာပြည်မှာလက်တွေ့မကြတဲ့အရာတွေကတော်တော်များပဲ။ဒီဟာကျွန်တော်လက်တွေ့ကြကြပဲပြောလိုက်ပါမယ်နော်။ကျွန်တော်ထက်ငယ်တဲ့ညီညီမလေးစီရဲ့တခါလဲမှတ်သွားပါနော်။မလုတ်ခင်မင်းတို့ကြားခဲ့တဲ့ထဲကမလုတ်ကောင်းဘူးမပြောကောင်းဘူးတဲ့မှာဒီတစ်ခုလေးလက်ထည့်ပြပါ။လောကကိုအစိတ်ခတ်နေတဲ့လူကိုလောကကြီးမှာမထားကောင်းမရရတဲ့နေနဲ့ရှင်းပြပါလို့နော်။ကျွန်တော်လုပ်တဲ့ကျွန်တော်လက်ရှင်းကြပါ။ကျွန်တော်ပြောတာမျှတပါတယ်နော်။အဲ့တော့ကျွန်တော်တို့တိုင်းပြည်အတွက် ဒီလိုမျိုးလူမျိုးတွေညာဝမ်းဆိုဘယ်လိုလုပ်မလဲကျွန်တော်တိုင်းပြည်ကလောကကြီးညစ်ပတ်သွားမှာပေါ့စောက်ထူးဖြိုးသွားမှာပေါ့လူတွေနေတဲ့တိုင်းပြည်ကနေလူတော့အတိညာမဲ့တဲ့အရာတွေနေတဲ့တိုင်းပြည်ပြောမှာပေါ့လူလောက်အတိညာမရှိတဲ့လူတွေနေတဲ့တိုင်းပြည်ဟုတ်တယ်လေကောင်းတာကိုမကောင်းပြောတယ်စိုးတာကို ကောင်းတယ်ပြောတယ်မှားတာကိုမှန်တာပြောမယ်မှန်တာကိုမှားတယ်ပြောမယ်ဆိုကျွန်တော်လူလောကကြီးပြက်ပြီလေပြက်ပြီတရားပြက်တယ်ဆိုတော့အဲ့ဒါပဲအဲ့တော့အမျိုးဘာသာတာနာနာဘာသာတွေပုံနေကြတာလကားပဲခင်ဗျားတို့ကြိုက်တဲ့လောက်ပဲဘာသာမဟုတ်ဘူး လောကနေရာမှာအမှန်တရားတွေကိုမြတ်စွာဘုရားဟောထားလို့တရားဖြစ်တာဘုရားကိုယ်တိုင်ထွင်ထားတာတခုမှမပါဘူးအဲ့ဒီလောကနေရာအမှန်တရားတွေကိုအမှန်တရားကိုမှားပါရလုတ်ပြီးလောကကြီးပြက်တာပဲအဲ့ဒါတရားပြက်တာပဲစစ်စစ်လေးပဲနော်ဗုဒ္ဓဘာသာဗုဒ္ဓဘာသာအောနေကြတယ်မြန်မာပြည်မှာဘာမှဘယိုးတော်ဦးချစရာမလိုမှန်တာကိုမှန်တာပဲလက်ခံပေးမှန်တာအတွက်ကိုယုံယုံကြည်ကြည်ရင့်စင်ရင်ဆိုင်ပေးဒါပဲကျွန်တော်တော်နိုင်လို့လို့အဲ့ဒါပဲငါတော်နိုင်လို့တာမတရားတာလောက်တာမဟုတ်ဘူးအမှန်တရားအတွက်ရင်ဆိုင်တာသေမလားသေပါစေတတ်မလားတတ်ပါစေဖမ်းမလားဖမ်းပါစေ ဒါဒါဒါဘာဗုဒ္ဓဘာသာပဲနော်အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာဒီလိုမျိုးတွေကိုလက်ခံမလားအမှန်တရားပြောတဲ့လူတွေလက်ခံမလားစဉ်းစားကြပါဒါဟာပေါ့ပြက်ပြက်မဟုတ်อืมဒီတိုင်းကြည့်မယ်ဆိုရင်အားကျော်ဆုံးပြောချင်တာပြောရတယ်ကောပေါ့ပြက်ပြက်မဟုတ်ဘူးမဟုတ်ဘူးလုံးဝမဟုတ်အင်မတန်ကြောက်ဖို့ကောင်းတဲ့အရာတွေအဲ့တော့ကျော်ဆုံးဦးတို့လိုနောက်ထပ်နောက်ထပ်နောက်ထပ်ထွက်လာမယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ကြီးကစောက်ထိုးဖြစ်မှာလူတွေနေတဲ့တိုင်းပြည်ကနေဝင်းကပြောတလိုက်ဆန်နေတဲ့တိုင်းပြည်ပြောပါအဲ့တော့ကိုယ်မျိုးဆက်ကိုတလိုက်ဆန်နေတဲ့တိုင်းပြည်မှာထားခဲ့ခြင်းနာ လူတွေနေတဲ့အတိုင်းပြည်မှာထားခဲ့ကြတာနော်ဒီဗီဒီယိုဖိုင်လေးကိုတရားနားလည်မယ်ဆိုရင်ဆုံးဖြတ်ကြပါအဲ့ဒီစိတ်နဲ့မလုပ်တဲ့နေဆိုတာကိုတထောက်တနေပါဝင်ပေးကြပါကိုတိုင်းပြည်အတွက်တော်နိုင်ရေးလို့ကျွန်တော်မပြောဘူးနော်ကိုတိုင်းပြည်အတွက်တထောက်တနေကပါဝင်ပေးကြပါအဲ့လိုကျေးဇူးတင်ပါတယ်ကဲကိုစီပြောတော့တကယ်မှန်ပါတယ်နော်ဒီလိုလိုမျိုးအောက်တန်းစားပေါ့နော်အမားမန်တော့နော်နော်မပြောရဲပဲနဲ့နော်အမန်ကိုတော့မအမားကိုပြောနေဒီဘောမတတိုက်တွေကိုပေါ့နော်ပြောချင်တာပေါ့နော် ပရိတ်သတ်ကြီးတို့ကဘယ်လိုမြင်လဲနော်ကိုစီပြောထားတဲ့ကေအားရပါတယ်တိလားပန်းတပိတ်ကိုလှောက်တာတော့မှအကျန်းဖက်လို့ပြောတာနော်အဲ့တော့တော်လိုင်းကြီးဘက်ကသမင်းစားတပိတ်ဆိုပြီးမှအပြင်လှန့်ကောင်းမယ်နော်ကိုစီပြောတော့လို့ပဲနော်ပရိတ်အဲ့လိုအဲ့လိုလှောက်မယ်ဆိုတော့ပရိတ်သတ်ကြီးတို့ထောက်ခံလား comment မှာမှန်ပြကြပါကဲဟုတ်ပြီအဆုံးထိကြည့်စုပရိတ်တို့ရောက်စီလိုက်ရန်ကြည့်စုတင်ပါတယ်ကျွန်တော်တို့တဲ့ရင်တိလေးတွေနဲ့ပြန်ဆုံကြအောင်နော်ကဲ